ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါ Manchester United က Andre Onana ရဲ့ performance throughout season အပေါ်ကိုတော်တော်လေးစိတ်ပြတ်သွားတဲ့အတွက်ကိုယ်သမားအသစ်တယောက်ကိုစတင်ရှာဖွေနေပြီဖြစ်တယ် မန်ယူလိုက်တဲ့အနေနဲ့ကိုးသမားတယောက်တည်းဆီအများကြီးကြီးတဲ့ position တွေကိုတိတ်သဘောမကျတော့ဒီအပိုင်းမှာ United နဲ့တရင်ထွက်တဲ့ကိုးသမားနှစ်ယောက်ရှိတယ်တယောက်က Emi Martinez ကတယောက်က Juan Garcia သူတို့အစောပိုင်းတော့ကသဘောကျတဲ့ကိုးသမားတွေရှိတာပေါ့လေဒါပါမားရဲ့ကိုးသမား Suzuki တို့ Manchester City လိုချင်နေတဲ့ Diogo Costa တို့ဒီလိုကိုးသမားတွေရှိပြီးမြန် Manchester United ကအခုတကယ်တမ်းမှာ reality လည်းဖြစ်မယ်ဈေးလည်းတတ်တတ်တတ်လည်းဖြစ်မယ် quality ကိုသမားတယောက်လည်းဖြစ်ဖို့သူတို့ရည်ရွယ်ထားတယ်အဲ့အတွက်ကြောင့်သူတို့ကိုသမားကြီးတဲ့ချိန်မှာအခုသူတို့လိုချင်တဲ့ကိုသမားကယွန်ဂါစီယာဒီကိုသမားကအာဆင်နဲ့တောင်းလျှောက်တရင်ထွက်တဲ့ပြီးခဲ့တဲ့နွေရာသီကိုဇန်နဝါရီမှာပြောင်းဖို့နှီးပဲပြီးတော့မှအစပန်ယိုအသင်းကသူတို့အသင်းတမ်းစင်ရဖို့အတွက်ဒီကိုသမားကိုဆက်ထိန်ထားလို့လာလီဂါမှာဆက်ရှိတယ်ကတ်တလန်ကလပ်မှာဆက်ရှိတယ်ဒီနေရာမှာဘာဆိုနာအသင်းက ဒါလက်ရှိကိုမမအန်ဒရီတက်စတီကန်ရဲ့ performance ရဲ့ now white chessers ရဲ့အသက်အရွယ်ကြောင့်ဒီ Juan Garcia လိုကစားသမားကိုလိုချင်တယ်ဒီကိုမကလက်ရှိမှာအသက်ကတော်တော်ငယ်သေးတယ်24နှစ်ပဲရှိတယ်အသက်24နှစ်ရှိတယ် Espanyol ကိုမဖြစ်တဲ့ဒီကိုမလေးက Spain Levisen ရဲ့ under 21ကိုမဖြစ် reach ခံထားရသူဖြစ်ပြီးတော့အနာဂတ်မှာထိတ်တန့်အဆင့်ကိုမတယောက်ဖြစ်လာနိုင်ချေရှိတယ်လို့ တုံးသက်ခံထားရတယ်ဆိုတော့အသက်24ပဲရှိတဲ့ဒီကိုသမားရဲ့ market value ကတန်း30ပဲရှိတယ်ဒါပေမဲ့အစပန်ယိုကသူ့ကိုရောချေးစာချုပ်ချုပ်ထားတယ်သူ့ရဲ့ရောချေးစာချုပ်ကလက်ရှိမှာအစပန်ယိုကယူရို25တန်းမန်ယူနိုက်တက်ကအခုရှင်းနေ UN ကာစီယာကိုချက်ချင်းတော့ခေါ်လို့မရသေးဘူးသူတို့ကိုသမားအန်ဒရီအိုနာနာကိုထုတ်ရမယ်အာထိုင်ကိုထုတ်ရမယ်ယူနိုက်တက်မှာကိုသမား3ယောက်ရှိတယ်မန်ယူနိုက်တက်မှာအန်ဒရီအိုနာနာရဲ့အာထိုင်ဗန်ဒီယာရဲ့ပြီးတော့မှ တွမ်ဟီတန်ရဲ့၃ရောက်ရှိချိန်မှာတွမ်ဟီတန်ကိုကလပ်ကစီနီယာကိုသမားတစ်ယောက်ရဲ့အသင်းရဲ့ dressing room မှာလိုအပ်ချက်ကြောင့်2026တိတတန်းတိုးတယ်ဆိုတော့ဒီကုသမားကတော့အများအပြားက friendly နဲ့ pre-season တိုးပွဲတွေကိုပဲအဓိကဖမ်းသူဖြစ်ပြီးတော့ဒါဂျန်တဲ့ကုသမားနှစ်ယောက်ကအဓိကဖမ်းတဲ့ချိန်မှာ club ကအိုနာနာကိုထောက်ချင်တယ်အိုနာနာကို35တန်းလောက်ရောင်းဖို့ပြင်ထားတယ်အိုနာနာကို35တန်းရတေချာပေါက်ရောင်းမယ်အဲ့ဒီအတွက်ကြောင့်အိုနာနာကိုပြောင်းရွှေ့ချေးတတ်မှတ်ထားပြီးတော့လိုအပ်တဲ့အသင်းတွေကိုသူတို့စောင့်နေတဲ့ချိန်မှာ UN Garcia ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့နှစ်ဖက် official တာဝန်ရှိသူတွေဟာဘော်ဒူးနေမှာ UN Garcia နဲ့ United ကိုတွေးဆမှုရှိတယ်။အဲ့တွေးဆမှုမှာ potential အပြောင်းရွှေ့အတွက် UN Garcia ရဲ့ရိုချေးစာချုပ် Euro 25တိုင်းကိစ္စကိုအဓိကဆွေးနွေးမယ်။ဆိုတော့ Man United ကတော့ရှင်းတယ်။ UN Garcia ကိုသူတို့ကမ်းလာမှုကိုလက်ခံလိုက်သူတို့ရှိကိုပြောင်း ကလပ်ဘက်ကကျန်တဲ့ဒီကိစ္စကိုအားလို့တာဝန်ယူမယ်။ကစားမားက personal term agreement ကိုပဲလက်ခံလိုက်ကျွန်တော်တို့အပိုင်းပေါ့ဗျာ။ဥပမာမတ်တီးရဲ့ကုညာကိုတို့ခေါ်ခဲ့တဲ့ပုံစံတိုင်းဒါပေမဲ့ဒီ35တဲ့ release ကိုမှ Espanyol ကတခါလေးရောင်းချင်တယ်။ Espanyol လည်းရှင်းတယ်။ Juan Garcia ကိုမြို့ကန်ပြိုင်ပဲ Barcelona ကိုမရောင်းချင်ဘူး။ ဆိုတော့ဘာဆိုနာကိုမတော်ဖို့အတွက်ကစားမကိုစီယုံထားတယ်ယွန်ကာစီယာကဘာဆိုနာကိုညင်းထားတယ်သူပြောင်းချင်တာပြင်ပြလေးဖြစ်တယ်ဆော့ပိုင်းတော့ကတော့ဒါဗစ်ရိုင်ယာရဲ့စတာဒီကိုးသမားအနေနဲ့ပြောင်းချင်တာနော်ပြက်တနာက United မှာဆိုရင် first strike ကိုကီပါဖြစ်မယ်အန်ဒရူးအိုနာနာရဲ့အခြေအနေဒါဗစ်ရိုင်ယာရဲ့အယံပိုစင်သူဘလောက်မှကစားခွင့်ရမှာမဟုတ်ဒီချက်တွေကိုလည်းသူစဉ်းစားကောင်းစဉ်းစားနိုင်တယ်ဆိုတော့လာမယ့်ပိုတူနေ့မှာယွမ်ကာစီယာနဲ့မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေ နှစ်ဖက်တွေ့ဆုံမှုရှိတယ်ပြောင်းရွှေ့ကြီးကတော့ရိုချင်းဝယ်ယူရို25တန်းဆိုတော့သူ့ရဲ့ current market ပေါက်ကြီးကတန်း20ဆိုတော့အရင်ကြီးပြဿနာမရှိဘူးပြီးခဲ့တဲ့ရာသီမှာ38ပွဲကစားပြီး Espanyol မှာ52ခုပေးရတယ် clean sheet 10ပွဲရတယ်ဂိုးသမားတယောက်နေနဲ့တန်းစင်းဆုံးဂိုးသမားတယောက်တွေ clean sheet 10ပွဲကတော့အရင်ကြီးမဆိုးလာဘူးသူကပြီးခဲ့တဲ့2024ခုနှစ်တုန်းက10သိန်းလောက်ပဲရှိတဲ့တန်ကြီးရှိတဲ့ဂိုးသမားက ပြီးခဲ့တဲ့လာလီကာတရာတီအတွက်မှာအကောင်းဆုံး glass one ပြလို့သူ့ရဲ့ market value ဟာတန်း20ထိတက်သွားတယ်။ဒါအောင်ကြည့်ကြရမယ်သူ့ရဲ့ potential တော်တော်လေးကောင်းတယ်ဆိုတော့အိုနာနာနေရာအတွက်ဒါ Manchester United ကအစတင်လှုပ်ရှားမှုတွေပြုလုပ်ပြီးတော့ Espanyol ရဲ့ Spain ကိုယ်သမားကိုပြိုင်ပတ်တီကိုကြော်ပြီးရဖို့ကြိုးပမ်းနေပြီဖြစ်ပါလေ။ ရိယာတီအပြောင်းရွှေ့မှာကစားမရောင်းချပြီးမှလူလုံးဝဝယ်ရမယ်ဆိုတဲ့အချက်ကိုကောင်းကောင်းနားလည်ထားတဲ့သူကမန်ချက်စတာယူနိုက်တက်ရဲ့နီးပြဝူပင်အမရွန်ပဲဖြစ်ပါတယ်။ယူရိုပါလိဖိုင်နယ်ရှုံးနေသွားတဲ့အချက်ကြောင့်ယူနိုက်တက်ရဲ့ဝင်ငွေယိုနယ်လာတဲ့အချက်တွေအားလုံးကြောင့်မန်ချက်စတာယူနိုက်တက်အသင်းကကစားမမဖြစ်မနေရောင်းချဖို့ရှိတယ်။ အခု Marcus Rashford ကကလပ်ကိုပြန်လာပြီး Jadon Sancho လည်းကလပ်ကိုပြန်ရောက်ပြီးဒီချိန်ထဲမှာ Anthony ကတော့ Europa League Conference League Final ကျန်မဲ့ပြီးတာနဲ့အခြားကစားသမားတွေတော်တော်များများပြန်ရောက်လာမယ်။ Man United ကတေးကြပေါ့အကြောင်းဝင်လုပ်ဖို့ Ruben Amorim ကတော့ပြောတယ်အစိုးရပြီးရင်ကျွန်တော်အကောင့်တွေပြန်လာဖို့ရှိတယ်ဒါပေမဲ့အသင်းဟာ right direction ဖြစ်ဖို့တော့လိုအပ်ချက်တွေများကြီးရှိနေစေဖြစ်တယ်လို့သူဝန်ခံထားတယ်။ဆိုတော့ မန်ယူနိုက်တက်ကရောင်းရတဲ့ငွေတဲကဒီအနည်းဆုံးတန်း200 250လောက်ထိမျှော်လင့်ထားတယ်ဆိုတော့သူတို့ရောင်းချင်တဲ့ကစားမအများကြီးပဲဒီအပိုင်းမှာအန်ထရီဦးနာနာကိုဆက်သွေးထားတာတွေရှိတယ်တိုက်စစ်မှုဂျိုရှွာဆက်စီတို့ ရက်စမာဟွိုင်လန်တို့လိုကစားမတွေကိုဆက်သွယ်ထားတာရှိပြီးတော့အလာဟန်ဒိုဂါနာချုကိုဆိုရင်လက်ရှိမှာနာပိုလီအသင်းရဲ့ဩခရာကဆက်သွယ်ထားတယ်နာပိုလီကအခုလက်ရှိမှာအလာဟန်ဒိုဂါနာချုရောတစ်ဖက်ကကေဗင်ဒီဘရိုင်းနာရောနှစ်ယောက်စလုံးကိုဆက်သွယ်ပြီးဆွေးနွေးမှုပြုလုပ်တဲ့အကြောင်းဝန်ခံထားတယ်ဆိုတော့မန်ယူနိုက်တက်ကအခုလက်ရှိမှာအပြောင်းရွှေ့အတွက်သူတို့တတ်မှတ်ထားတဲ့တန်ကြီးကြီးပေါ့လေကစားမတွေကိုဒီလောက်ဒီလောက်တော့သူတို့တာဂတ်ထားတယ်အယောက်အတွက်သူတို့ဒီကစားမတွေရှိကဒီလောက်တော့ရဖို့မျှော်လင့်ထားတယ်လို့သူတို့တတ်မှတ်ထားတဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဘက်ကအလာဟန်ဒိုဂါနာချိုအသက်20ပဲရှိတဲ့အာဂျင်တီးနားလူငယ်တောင်ပံကစားမအတွက်ပြောင်းရွှေ့ချေပေါင်းတန်း90တော့အနည်းဆုံးတာဂက်ထားတယ်60 90ကတော့တိုက်ထက်လွန်ဒါပေမဲ့ 90ဆိုလဲ United က happy ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတတ်မှတ်တယ်။ Marcus Rashford ကတော့အခု Villa ကပြန်လာပြီးတော့ Barcelona ကခေါ်ဖို့မသေးကြဘူး။ Aston Villa က Champions League မဝင်တဲ့အတွက်ကြောင့် Rashford ကအခုတန်း40 available ဖြစ်တယ်။ဘယ် club ကမဆိုတန်း40ရရင် Rashford ကိုထွက်ခွာခွင့်ပေးမယ်။ Rashford ရဲ့အဓိကပြဿနာကတော့လောက်ခလာစာများပြတဲ့အချက်ကအခြားအသင်းတွေတို့ကနည်းနည်းတော့ခက်တွေးနိုင်စာဖြစ်တယ်။နောက်တစ်ယောက်ကတော့ Anthony Anthony ကို Man United ခေါ်တော့ကဘယူရိုတန်း100ပေါင်တန်း80ချုံပေးရတယ်။ Manchester United တကတန်း90ပတ်ဝန်းကျင်လောက်အရှုံးခံပြီးပေါင်35တန်ယူရိုတန်း40ကျော်လောက်ရရင်ကိုအန်တရီကိုရောင်းထုတ်ဖို့ပြင်ဆင်ထားတယ်။ United ကိုလည်းပြန်မလို့တော့ဘူးလက်ရှိမှာ Atletico Madrid, Villarreal ရဲ့ Valencia နဲ့အသင်းတော်တော်များများတာဂတ်ထားနေတဲ့ Anthony တို့က United က35အသန်းနဲ့40ကြာတာဂတ်ထားပြီးတော့နောက်တစ်ယောက်ကတော့ဂိုသမား Andre Onana Onana ကို United ခေါ်တော့ကစုစုပေါင်း Euro 50ပေါင်တန်း40ပေါင်ဝင်းချင်ရှိတယ်လက်ရှိမှာ Saudi Club Naomi FC ဆိုတဲ့အသင်းကသူ့ကိုစိတ်ဝင်စားနေတယ် ဒီ flag က sony pro league မှာအခုမှတန်းတက်လာတဲ့အသင်းဖြစ်ပြီးတော့အိုနာနာအတွက်35တန်းလောက်သူတို့ဘက်ကပေးချင်နေဆိုတဲ့တကြောင်ပေါ့လေ United ကလည်းအိုနာနာကိုရောင်းဖို့ဆုံးဖြတ်ထားပြီး35တန်းလောက်လိုချင်လို့ Jadon Sancho ကတော့ Man United က Chelsea ကို25တန်းနဲ့အပြီးသတ်ရောင်းဖို့ပြောထားတာ Chelsea ကမဝယ်ဖို့ဆုံးဖြတ်တယ်သူတို့လည်း Conference League ပြီးမှဒီပြောင်းရွှေ့ကအပြီးသတ်မှာဖြစ်ပေမဲ့ Chelsea က United ကို9တန်းယူချင်းဝယ်ပေးပြီးပြန်ပို့မယ်ဆိုတဲ့အစီအစဉ်ကြောင့် United က Sancho ကိုထပ်ရောင်းရမယ် ူလည်း25တက်လောက်ယာထားတယ်ပြီးတော့မှလူရှော်ကိုကလပ်ဘက်က25တက်လောက်တာဂက်ထားတယ်လူရှော်ဟာဝါရီကစားမတစ်ယောက်ဖြစ်ပေမဲ့မကြာခဏဒဏ်ရာရတဲ့အတွက် United ကရောင်းထုတ်မှဖြစ်ပြီးပေါင်25တန်းတတ်မှတ်ထားပြီး PSV အဟူပန်ကိုအငှားကစားတဲ့ Thailand Malaysia ကို70တန်းပြီးတော့ပါ Joshua Zexi ကိုတန်း40 Rasmus Hoyland ကိုတန်း50 Zexi ကတော့သူပြင် CD ကိုပြန်ဖို့လုပ်နေသလို Rasmus Hoyland ကိုလည်း Juventus တို့ပြင်သစ် Italy Club တွေတော်တော်များများတောက်ကပ်ထားတယ်ဆိုတော့ Club ဘက်ကသူတို့လိုချင်တဲ့အပြောင်းအရွှေ့မှာ Garnacho ရဲ့ Rashford ရဲ့ Zexi ရဲ့မှာစုစုပေါင်း130ရမယ် Anthony နဲ့ Onana မှာ80ဆိုရင် တန်းနေရဖြစ်ပြီးတော့ဟိုဘက်ကသူတို့တာဂက်ထားတဲ့ထဲမှာဆန်ချူပါညာဆိုသူက250လောက်အပြောင်းရွှေ့ကနေသူတို့တာဂက်ထားတယ်ဒါတော့မှတော့ဘရူနိုဖနန်ဒက်စ်ကိုရောင်းဖို့မရှိဘူးရောင်းခဲ့မယ်ဆိုရင်ဘရူနိုကအနည်းဆုံးတော့80တရာလောက်ရနိုင်တယ်အဲ့တန်း250မှာကလပ်ဘက်က အပြောင်းရွှေ့မားကတ်ထဲမှာ230လောက်ထိအမရိုကိုပေးသုံးမယ် ဒါကသူတို့အခုလောလောဆယ်ဘာလို့ budget ကတရားပဲရတယ်ဆိုတော့ဒါဒီအားလုံးကိုထပ်ပေါင်းပြီးလုပ်မယ်ဆိုတော့ပြတ်နိုင်သမျှအယောင်စင်းသူတို့တောက်လျှောက်တယ်ဆိုတော့ကျွန်တော်ဖြစ်နိုင်ကြီးကအခုလောလောဆယ်မှာရောင်းနိုင်ဘူးတရင်တောက်လျှောက်ထွက်နေတဲ့သူကဂါနာချိုနာပိုလီနဲ့တောက်လျှောက်စကားပြောဆိုနေတယ်။ Now တိုက်စစ်ပိုင်းတွေက white land တယောက်ရှိမယ်။ market ratio နည်းနည်းခတ်မယ်။ Chelsea အသင်းကဥရောပ Champions League ဝင်ခွင့်ရဖို့တေးချသွားပြီးတဲ့နောက်ပိုင်းမှာသူတို့အသင်းရဲ့အပြောင်းအရွှေ့တွေကိုတရားဝင်စတင်လှုပ်ရှားပြီးဖြစ်တယ်။ တို့ခေါင်းထဲမှာနာမည်ဘိုလူးနေမှာ conference တီးရှိတယ်အဲ့ဒါကတို့အရင်ခေါင်းနေမထည့်ဘူး rare party ဖြစ်တော့ဘိုလူးဘက်မှာနေတော့ခက်ခဲကြတာမှန်တယ်ဒါပေမဲ့တို့ champion league ဝင်ခွင့်ရပြီဆိုတာနဲ့ bridge မှာ chelsea ရဲ့ champion league ညနေပြန်လာမယ် chelsea က champion league မှာ2012ခုနှစ်မှာတစ်ကြိမ်21မှာတစ်ကြိမ်နှစ်ကြိမ် champion ဖြစ်တယ် european ပြိုင်ပွဲအနေနဲ့ uefa cup လို့ခေါ်တဲ့ europa league မှာ2019မှာတစ်ကြိမ်2023မှာတစ်ကြိမ်နှစ်ကြိမ် champion ဖြစ်ပြီးတော့အရင်ကကပ်ဝင်တာကလည်းပိုဆွဲထားတယ်ဆိုတော့ ဥရောပပြိုင်ပွဲအားလုံးကိုသူတို့တစ်ခုပဲကြံတော့တယ်အဲ့ဒါကဘလူးနေမှာကံမဲ့ဘရစ်ဘတ်တစ်နဲ့ပွဲအဲ့ဘတ်တစ်နဲ့ပွဲသာနိုင်ရင် ဥရောပရဲ့ဖလားထရိုဖီအကုန်လုံးရတဲ့ပထမဆုံးအသင်းဖြစ်မှာစူပါကပ်ရဘူးတယ်ချန်ပီယံလိရဘူးတယ်ယူရိုပါလိရဘူးတယ်ကွန်ဖရင့်စ်လိကသူရဲ့နောက်ဆုံးတစ်ခုဒါပေမဲ့အဲ့ဒါဒီအားလုံးအတွက်အရေးကြီးတာကသူတို့ချန်ပီယံလိဝင်ဖို့ဆိုတော့အန်ဇိုမာရရှာရဲ့အသင်းကမေရှူဝါဖြစ်အောင်လုပ်ပြီးတော့ချန်ပီယံလိကို Forest ကိုနိုင်ပြီးတော့ဝင်ခွင့်ရသွားတဲ့အချိန်မှာချက်စီကအခုစပြီးလို့လှုပ်ရှားပြီးသူတို့လိုချင်တဲ့ကစားသမားနှစ်နေရာပဲရှိတယ်အလုံးစုံ၃နေရာစန်တာဘက်တယောက် left wingers တယောက် striker တယောက်ဒါကသူတို့ရဲ့ main အန်ခုခုကိုသူတို့ထုတ်ဖို့ပြောထားပြီးသားအန်ခုခုထွက်ပြီမီခါလိုမိုဒရစ်စေးကြလို့ဒေဂျာပေါ့မရှိတော့ဘူးအဲ့ဒီမှာဂျေဒန်ဆန်ချိုကိုသူတို့ပြန်ပို့တဲ့ကြောင့်အဲ့ဘဲတောင်းပန်းအချမ်းတချမ်းတကယ်တမ်းကျတော့ဒီနေရာမှာဖက်ဒရိုနက်တိုနဲ့တစ်ဖက်ကနိုနီမာတူရီကနှစ်ယောက်ပဲရှိတာအဲ့ဘဲချန်ကဒါပေမဲ့သူတို့ဘက်ကနောက်ထပ်တစ်ယောက်သူတို့လိုချင်တယ်ဖရိုက်ကာကတော့သူတို့ရဲ့ main target ဖြစ်ပြီးတော့မှသူတို့တခြားအနေနဲ့ ခံစစ်ပိုင်းဆိုတော့ပထမဆုံးသူတို့က2021ခုနှစ်မှာသူတို့အသင်းကိုထွက်သွားတဲ့ Crystal Palace ရဲ့နောက်ခံလူ Mark Cahill ကိုပြန်လိုက်တယ်။ကစားမကအသက်26နှစ်ရှိတဲ့ England Lewis ရဲ့နောက်ခံကစားမဖြစ်ပြီးတော့ current market ပေါက်ကြီးကလည်းလက်ရှိမှာတန်40ကျော်50လောက်ရှိတယ်။ မာကီဟီကိုချက်စီလိုချင်တယ်လိုချင်တဲ့အဓိကအချက်ကအင်္ဂလန်မှာလည်းနံပါတ်1ဖြစ်တယ်ချက်စီရဲ့ခံစစ်ပိုင်းတွအားကိုးရတယ်တခုပဲလီဗိုင်ခိုးဝဲကလည်းဘဲတန်မာကီဟီကလည်းဘဲတန်အဲ့ဘဲတန်စန်တပက်နှစ်ယောက်ကိုနီးပြသုံးလားဆိုတဲ့အချက်ပဲသူတို့နောက်ထပ်စန်တပက်တယောက်ရှိတယ်အဲ့ဒါက Jarrod Brownway ဒီကစားမကအေဗတန်နောက်ခံကစားမဖြစ်တယ် Manchester United Real Madrid အသင်းတွေနဲ့တောက်လျှောက်တင်းထွက်ပြီးတော့အိုက်ကစားမားကို Chelsea ကနောက်တက် target ထားတယ်ပြဿနာက Jared Bradway ရဲ့ပြောင်းရွှေ့ခြင်းကတန်း90လောက်ရှိတယ်အသက်ကလည်းငယ်လာလဲပါတယ်ပြီးခဲ့တဲ့နှစ်ရာသီတုန်းကလည်း United အသေးတန်လိုက်ခဲ့ပြီးတော့ Newcastle ရောပြောင်းရွှေ့ခြင်းကအဆမတန်များတယ်တန်း90လောက်ထိရှိနေပြီးတော့ Mike Hee က contract တစ်နှစ်ပဲကျန်တဲ့အတွက်ကြောင့်သူ့ကို တန်း90လောက်နဲ့ရနိုင်တယ်ချက်စီကအစောပိုင်းတုန်းကစပါးကိုသူတို့စိုးရင်နေရတဲ့အချက်ကတကယ်လို့ Champion League ချက်စီမဝင်ရင် Market He Risk ကိုရှုံးနိုင်တယ်လို့သူတို့မျှော်လင့်ထားပေမဲ့သူတို့ Champion League ဝင်နေစပါးဆဲဝင်တော့သူတို့ကပိုကောင်းတဲ့ option တစ်ခုဖြစ်တယ်လို့သူတို့ခံစားထားတယ် ဒါအပြင်ဥစမာနီဒီယာမန်တီဆိုတဲ့ Sporting Lisbon ရဲ့နောက်ခံကစားမဒီစားမကရောဂျီစာချုပ်ကတန်း90လောက်ရှိတယ်။ Ivory Coast နောက်ခံကစားမဖြစ်ပြီးတော့ Sporting Lisbon ရဲ့ DRD မှာအကောင်းဆုံးစွန့်ဆောင်ထားတယ်။အဲ့တုံးယောက်က Chelsea ရဲ့ main center back သူတို့ကြည့်ထားတယ်။တကယ်လို့ဒီစားမ၃ယောက်ထဲကတယောက်ရတာနဲ့ Triple Chalo ပါပဲဖြစ်ဖြစ်အဖက်က Badia ရှိပဲဖြစ်ဖြစ် Wesley Fofana ပဲဖြစ်ဖြစ်ဒီစားမတွေကိုသူတို့ထုတ်မယ်တစ်ဖက်မှာ Chelsea ကတိုက်စစ်ပိုင်းအတွက်သူတို့တယောက်သေးသောကစားမသူတို့ Leon Delap ကိုဒီအပိုင်းမှာစကားပြောနေတယ် United ကလည်းအသေးအံလိုက်နေပြီမဲ့ Anzo Maresca လိုချင်တဲ့ idea တိုက်စစ်မှုကဘာလို့လဲဆိုတော့ Victor Osimhen ပြီးခဲ့တဲ့နေရာဒီတုန်းက Chelsea ကိုပြောင်းဖို့အနည်းဆက်ဆုံးဖြစ်ခဲ့တယ်နှစ်ဖက်ပြောင်းရွှေ့ခြင်းညှိနှိုင်းလို့ပြတ်သွားတယ်အသက်25နှစ်အရွယ်ရှိတဲ့ 26ရှိတဲ့နိုင်ဂျီးရီးယားတိုက်စစ်မှုကတူတကီလီမှာ29ဂိုးပေါင်ပတ်သက်ခဲ့တယ်။နာပိုလီကလည်းကာဆယ်လိုမှာတွားကစားတဲ့အချိန်မှာတူတယ်အဖြစ်25ဂိုးသွင်းလီဂိုဖန်တီထားတဲ့သူ့ရဲ့ current market ပေါက်ကြီးရောနောက်တစ်ခုကသူ့ရဲ့ယူချီစာချုပ်ဟာယူရိုတန်95တန်။ဆိုတော့ယူကရက်ကိုသူတို့စိတ်ဝင်စားသည့်တိုင်အောင်ယူကရက်တက်စာရင် ်မိပြကပရိုပနမနိုင်လေးဖြစ်တယ်ချက်စီကိုလည်းအပြောင်းကျင်တဲ့ဆန္ဒအပြေအဝါရှိတယ်အရင်တည်းကလည်းနီကိုရှိတ်ကလှုပ်ထားပြီးသားဖြစ်တဲ့သူကဗစ်တာအိုစီမန်ကိုသူတို့တော်တော်လေးသဘောကျတယ်ဒီနေရာမှာချက်စီကရိုဒရီโกတို့ရာဖယ်လေယောတို့အခြားတောင်ပံကစားသမားတွေကတော့သူတို့တောက်လျှောက်လိုက်နေပေမဲ့ဆန်ချိုကိုသူတို့ပြန်ပို့ဖို့ရှိပြီးတော့ တိုက်စစ်ကတော့လင်ဒီလက်နဲ့နောက်တစ်ဖက်ကဗစ်တာအော်စီမန်အော်စီမန်ကတော့ main ဖြစ်တယ်သူတို့ main ကအခုဗစ်တာအော်စီမန်နဲ့မာကေဟီဒီနှစ်ယောက်က main ဖြစ်ပြီးတော့ကျန်တာတွေကတော့သူတို့စပြီးတော့လှုပ်ရှားနေပြီဆိုတော့ချယ်ဆီအနေနဲ့နွေရာသီအပြောင်းရွှေ့မှာတီဂျာပေါက်တိုက်စစ်မှုတယောက်ခေါ်မှာဖြစ်ပြီးတော့အန်ခူခူထွက်မှာဖြစ်လို့အခြားအပြောင်းရွှေ့တွေလည်းဖြစ်လာဖို့ရှိပါလေအားလုံးကျေးဇူးတင်ပါတယ်